အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့ကြေးလက်တော်ရမှာအချက်များကြတဲ့စက်သားပူဒီကာလာသားချက်ရဲ့စပရင်တောင်းလေးရဲ့အချက်မှဖြစ်ပါတယ်။အရင်ဆုံးကျွန်တော်ဝယ်လာတဲ့စက်သားတွေကိုအိုးထဲမှာတခါတည်းထည့်ပါမယ်။ပြီးရင်တော့ထုထားတဲ့စပလင်လေးရဲ့မြုပ်တီချက်သွန်လေးရဲ့ကိုကျွန်တော်တခါတည်းရောနေပါမယ်ခင်ဗျာ။အရသာအတွက်ကတော့ဟင်းခတ်မုတ်သုံးလဲရပါတယ်။ကျွန်တော်ကတော့အချုံမုတ်ကိုသုံးပါတယ်ခင်ဗျာ။အချုံမုတ်လေးထည့်ပါမယ်။ပြီးရင်တော့စားလေးထည့်ပါမယ်ခင်ဗျာ။ပြီးရင်လုံချက်ချက်မှဖြစ်တဲ့အတွက်ကြောင့်မလို့စီလေးပါတခါတည်းထည့်လိုက်ပါရစေ။ အယောင်လှဖို့အတွက်ဆိုရင်တော့စနင်းမဟုတ်လေအနေငယ်သုံးပါမယ်ဒီနေရာမှာပူတိကိုတခါတည်းကျွန်တော်တို့မထည့်ပါဘူးခင်ဗျာပူတိတခါတည်းထည့်ရင်စက်သားနူးတဲ့ခါမှာပူတိတခါတည်းရည်ရွယ်သွားမှာဖြစ်လို့ပါဒါကြောင့်စက်သားကိုအရင်ရေထည့်ပြီးတည့်ထားပါမယ်ပြီးရင်တော့ကျွန်တော်ဘူတီလေးတွေကိုဒီလိုမျိုးအတုံးလေးဖြစ်အောင်ကျွန်တော်လှီထားပါမယ်။ဘူတီမှလည်းအရသာစိတ်ဝင်အောင်ကျွန်တော်စဉ်းစားငပိအနေငယ် ပြီးရင်အချိုမုတ်နေငယ်စားလေးနေငယ်စနေမုတ်လေးနေငယ်ထည့်ပြီးတော့တေချာကျွန်တော် လုံးထားပါမယ်ခင်ဗျာဒါကတော့ဟင်းအိုးချက်ခန်းဒီမှာကျွန်တော်ထည့်ပါမယ်ပြီးရင်ခုနတဲထားတဲ့စက်တာဟင်းအိုးကလည်းစပရင်နှံလေးဝေးတက်လာပြီးတော့စက်တာကာလာတာဟင်းနှံလေးရလာပါပြီ။ပြီးရင်တော့စပရင်ထောင်းမှုအတွက်ကိုခုနဝယ်လာတဲ့စပရင်လေးတွေကို အရွက်ဘက်ကိုကျွန်တော်ဖြတ်လိုက်ပါမယ်ပြီးရင်တော့နူဒယ်ဘက်ကိုဒီလိုမျိုးအကွင်းလေးတွေကျွန်တော်လှီထားပါမယ်ခင်ဗျာပြီးရင်တော့စုံထဲမှာကျက်သွန်ပြူရဲ့ငရုတ်စိမ်းလေးရဲ့ကိုတေချာညက်အောင်ရောထောင်းပါမယ်ခင်ဗျာညက်သွားပြီဆိုလို့ရှိရင်တော့ခုနလှီထားတဲ့ဇပလင်လေးကိုထည့်ပါမယ်စပရင်လည်းညက်သွားပြီဆိုလို့ရှိရင်ကျွန်တော်အိုကင်တိုက်ထားတဲ့စဉ်စဉ်ကပိလေးအနည်းငယ်ကျွန်တော်ထည့်ပါမယ်။ ပြီးရင်အချုံမုတ်နဲငယ်ထည့်ပါမယ်။စားလေးနဲငယ်ထည့်ပါမယ်။ပြီးရင်တော့ကျွန်တော်ကမကြီးသေးလေးပါကျွန်တော်ရောထောင်းလိုက်ပါတယ်။ချက်ချင်းဆက်ဆက်လေးလိုချင်တဲ့အတွက်ကြောက်ပါ။ပြီးရင်တော့ကျွန်တော်ရုပ်တီချက်မုတ်လေးကျွန်တော်ထည့်ပါမယ်။အားလုံးထောင်းလို့ပြီးပြီဆိုလို့ရှိရင်တော့နောက်ဆုံးမှာရှန်းနန်းနန်လေးထည့်ပြီးတော့တေချာထောင်းလိုက်မယ်ဆိုရင်ကျွန်တော်စက်တာပူတီကာလာတာဟင်းလင်းနဲ့အရန်ကိုလိုက်ဖက်တဲ့စပရင်နောင်းချစ်ချင်းဆက်ဆက်လေးကျွန်တော်ရပါပြီခင်ဗျာပြီးရင်ကျွန်တော်ဒီမှာလဲစက်တာဟင်းအိုးလေးက အရန်ကိုစီလေးဝေးတက်လာပြီးတော့အနံ့လေးလည်းမှွေးလာပြီးဖြစ်တဲ့အတွက်ကြောင့်မလို့ဘူးသီးထည့်လို့ရပြီပေါ့နော်ဒီကာလမှာကျိလက်တော်ရွာမှာကျွန်တော်ဘူးသီးတွေလည်းကျွန်တော်ပေါ်ပြီပေါ့နော်လှလိုင်းလေးပေါ်ပြီးပြီးရင်အိမ်မှာရှိတဲ့ကြက်လေးတွေနဲ့အင်ကြက်လေးတွေနဲ့တေချာရတာစစ်စစ်လေးကျွန်တော်တို့ကျိလက်တော်ရွာမှာချက်စားကြတာများပါတယ်ပြီးရင်တော့ဒီကာလနဲ့လည်းအလွန်လိုက်ဖက်ပါတယ်ဒီအနေထားဆိုလို့ရှိရင်တော့ဘူးတိကမရသေးဘူးပေါ့နော်။ဒါကြောင့်ကျွန်တော်နည်းနည်းလေးမှွေပြီးတော့ပြန်ဖုံးလိုက်ပါရစေ။ ကဲအခုဆိုလို့ရှိရင်တော့ကျွန်တော်ပူတိကာလာသားချက်လေးပေါ့နော်ချက်သားနဲ့ပူတိကာလာသားချက်လေးရပါပြီအရန်ကိုမှအနံ့အောင်မှွှေးပြီးတော့ဟင်းရည်လေးဆမ်းပြီးတော့ကျွန်တော်တို့ခုနထောင်းထားတဲ့ဇပလင်တောင်းလေးချင်းချင်းဆက်ဆက်လေးရပေါ့နော်အရင်စားရင်တော့အရန်ကိုထမင်းမိန်နဲ့ကျွန်တော်လည်းတော်တော်ကိုကြိုက်တယ်အရန်လုံးအရန်လည်းစားကောင်းတယ်ပေါ့နော်ဒါဆိုလို့ရှိရင်ကျွန်တော်တို့အသက်ရွယ်ကြီးတဲ့လူတွေကျွန်တော်တို့ထမင်းစားပြတ်နေတဲ့လူတွေဆိုလို့ရှိရင်ကျွန်တော်တို့ဒီလိုချင်းချင်းဆက်ဆက်ပေါ့နော်အရသာရှိရှိလေးနဲ့ဒီလိုမျိုးသုံးဆောင်လို့ရပါတယ် အသက်ကြီးတဲ့လူတွေလည်းကြိုက်မှသေးကြပါတယ်။ဗာကြောက်လဲဆိုလို့ရှိရင်အနံ့လေးမမွှေးလေးနဲ့ကိုထမင်းစားခြင်းစိတ်ကိုဖြစ်စေပါတယ်ခင်ဗျာ။အားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။